ဒီ2025အလွန်ဘူးဘူရောက်ကပါမာနမနငါကြိုတွေ့လာမယ်စီကုံမှုမဲနဲ့ခွန်လာများသုံးတာဆွေးနွေးပဲလုပ်မယ်ဆိုပြီးတော့ကကြိုက်ဝီကြီးကျွန်တော်တင်ပြခဲ့တာရှိပါကျွန်တော်လည်းအဲ့လိုလေးတမန်တော့ပါပဲအဲ့တော့ပါညကောင်းပါတယ်ကျွန်တော်ဒီလိုပဲပြောလိုက်ပါညခန္ဓာစီစဉ်လေးသူလာပြီးရှင်းပြတဲ့ခါမှာဒီခန္ဓာနိုင်ငံကကတိညာရှင်တွေပါတယ်အနာဂတ်တွေအရေးကြီးတယ်အဲ့တော့ဘုဇုံကြီးအဲ့မှာလေအဖွင့်မေကွန်ပြောကြပေးပါဆိုတဲ့ကတစ်ဆင့်ကရောက်လာဒါမှတော့ပြပလို့ဖို့ပါနောက်ကတော့တစ်ဆင့်မေကွန်ပြောဖို့ဆိုဖြစ်လာပါ ။ဘယ်ကောင်းလေးကျွန်တော်ပြောပြပါမယ်ဆိုကျွန်တော် outline လေးတွေကျွန်တော်တချို့လေးတွေပြောပြပါအဲ့ဒါလေးတွေ။တကယ်လို့တိတ်ပကြတဲ့ကကျွန်တော်ခါထပ်ပြီးတော့သူကအသေးစိတ်ဒီအကြက်တာလေးဗလာကြီးရှင်းပြရင်းတဲ့။ဘူဂျုံကြီးတိုင်းမှာနည်းနည်းလေးဆွနှွင့်ရင်ကောင်းမှထင်ပြီးဆိုတော့ဝင်းကြီးကကျွန်တော်ထပ်ပြီးခါထပ်ပြီးပြောလာ။အဲ့ဒါနဲ့ကောင်းမပြောလို့အဲ့ဒါဆိုလေကျွန်တော်ကောင်းနေရှိတာစိတ်ထဲရှိတာပြောတာပေါ့ဆိုပြီးတော့ဒီလိုလေဒီလိုဆွနှွင့်တဲ့အဆက်ကျွန်တော်ရောက်လာတာဖြစ်ပါလား။မူလကကျွန်တော်ဆွနှွင့်ဖို့စီစဉ်မရှိပါဘူး။အဲ့တော့ဒီမှာလဲဘာပဲပါဒါကျွန်တော်တို့တဲ့တော့ဒါကောင်းတဲ့ ဒါဒီစုနုခွေဥပ္ပစုနုဘတ်ကုတို့ဒါပြောရမှာဖြစ်ပါတော့အဲ့တော့ကျွန်တော်နည်းနည်းလေးပေါ့ကျွန်တော်အမြင်လေးပေါ့ဗျာကျွန်တော်နည်းနည်းစုနုပြပြလို့နော်အဲ့တော့ဒီမှာလဲအဲ့တော့ကျွန်တော်တို့ဒီစီးပွားရေးနဲ့ပတ်သက်ပြီးပြောရချင်ပါလဲကျွန်တော်တို့ကလည်း sanction လုပ်တဲ့အတွက်ကြောင့်နည်းနည်းခက်ခဲတော့ရှိတော့ sanction လုပ်တယ်ဒါတနည်းကတော့ကျွန်တော်ကျွန်တော်ကျွန်တော် interview တခုမေးတဲ့အချိန်မှာကျွန်တော် sanction ကိစ္စကျွန်တော်ပြောပြပါမယ် sanction လုပ်လို့ရှိရင်ဟောလို့ကျွန်တော်တို့တော့ဒါ impact တခုလည်းရှိပါလိမ့်မယ်တို့တော်လည်းပဲတစ်ဖြည်းဖြည်းနဲ့အဲ့ဒီတိုက်ခေါ်တဲ့နိုင်ငံတွေကဒါနိုင်ငံ ဒီသူတို့ရဲ့ခက်ခက်ကြော်လာဖို့တဲ့အုပ်စုတွေဖွဲ့လုံလာတယ်ဒီပြန်ပက်တွေဖြစ်လာတယ်ပြန်ပက်တွေဖြစ်လာတယ်ပူဆုမှာဖြစ်တယ်ဒါစီဝိုင်းပြေးဆိုပြီးတော့မှကျွန်တော်တို့ဘုံမှာဖိအားပေးတော်မျိုးတော့ဘလူးမှာမအောင်မြင်နိုင်ဘူးဘုကနဲ့ကျွန်တော်တို့ဘုံမှာဆက်ရှင်လုပ်ထားတာကျွန်တော်တို့အဲ့ဒါကိုကနီးကိုကနဲ့ကြော်ထားနေကြတာပဲကိုလိုကြော်တာမဖြစ်ရှင်းလို့ရတယ်အခက်ခဲတော့ရှိတာပါမှာတို့တော်လည်းဖြစ်ရှင်းလို့ရတယ်ဒါကြောင့်ကျွန်တော်တို့ကတော့ဒီဟာတွေကြော်တော့နိုင်လို့ဆိုရင်တစ်ဖက်ကလည်းအဲ့တော့ဒါပေမဲ့ကုလေးကျူစာအထုံးမှုတို့တို့တို့တစ်ခါကလည်းနိုင်ငံရေးနည်းလမ်းရတစ်ခါကလည်းဒါတွေဖြည့်ရှင်းကြမှာလေဖြစ်ပါတယ်။အဲ့ပါလဲ ခုနပြောတဲ့စီးပွားလုပ်ငန်းလုပ်နေပို့ဆိုရတယ်ဆက်ရှင်ချမှတ်ခံထားရသည့်အတွက်အခက်အခဲရှိကြောင်းစစ်ကောင်းဆောင်ဝန်ခံနိုင်ငံတကာ၏ဒဏ်ခတ်ပိတ်ဆို့မှုများကစစ်ကောင်းစီအပေါ်တက်ရောက်မှုရှိပြီးအခက်အခဲရှိစေကြောင်းအာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကယနေ့မလ20နေပြည်တော်တွင်ပြုလုပ်သည့်အခမ်းအနားတစ်ခုတွင်ဝန်ခံပြောဆိုလိုက်သည် ရုရှားတရုတ်အိန္ဒိယထိုင်းပါဝင်ပြည်ပနိုင်ငံအချို့မှကျွမ်းကျင်ပညာရှင်များစစ်ကောင်စီအဖွဲ့ဝင်များနှင့်လေ့လာသူများပါဝင်တက်ရောက်သည့်2025အလွန်ဘဟုဝင်ရိုးကမ္ဘာတွင်မြန်မာနိုင်ငံကြုံတွေ့လာရမည့်စိန်ခေါ်မှုများနှင့်အခွင့်အလမ်းများခေါင်းဆုပ်ဖြင့်တုံးသက်ဆွေးနွေးပွဲအဂျင်ဒါအရအဖွဲ့မိန့်ခွန်းပြောပြီးသွားချိန်တွင်ထပ်မံပြောဆိုသွားခြင်းဖြစ်သည် sanction လုပ်လို့ရှိရင်လောက်တာတော့ impact အကျိုးသက်ရောက်မှုတခုတော့ရှိပါလိမ့်မယ်သို့တော်လည်းတဖြည်းဖြည်းနဲ့အဲ့ဒီနိုင်ငံတွေကသူတို့ရဲ့အခက်ခဲကြော်လွားဖို့အုပ်စုတွေဖွဲ့ပြီးလုပ်လာရင်တိုင်ဘက်တွေဖြစ်လာရင်ပိုဆိုးမှာဖြစ်တယ်ဟုစစ်ကောင်းဆောင်ကပြောသည်စစ်ရာဇဝတ်မှုကျူးလွန်မှုများနဲ့လူအခွင့်အရေးချိုးဖောက်မှုများပြုလုပ်သည်ဟုဆွဆွဲခံရသောစစ်ကောင်းစီအပေါ်အနောက်နိုင်ငံများကဒဏ်ခတ်ပိတ်ဆို့မှုများရှိနေသည့် အခုလဲကျွန်တော်တို့အပေါ်မှာစမ်းချင်လုပ်ထားတာကျွန်တော်တို့ကိုနီးကိုဟန်နဲ့ကြော်လွားနေတာပဲဖြည့်ရှင်းလို့ရနေတာပဲအခက်ခဲတော့ရှိတာအမှန်ပါသို့တော်လည်းဖြည့်ရှင်းလို့ရနေတာဒါကြောင့်ကျွန်တော်တို့ကတော့ဒီဟာရီကြော်လွားနိုင်မှုဆိုရင်တစ်ဖက်ကလည်းကိုယ်လည်းစူးစမ်းအားထုတ်မှုလိုအပ်တယ်လို့တစ်ဖက်ကလည်းနိုင်ငံရေးနည်းလမ်းအရတစ်ဖက်ကဒါရီဖြည့်ရှင်းကြရမှာလည်းဖြစ်ပါတယ်ဟုသူကထပ်ပြောသည်မြန်မာနိုင်ငံကျူကျော်စီသုံးရင်ထုတ်ပြီးတော့မှမြန်မာနိုင်ငံကိုလိုနီကျူးရှင်းခံခဲ့ရတယ်ဒါတရားသာတာတွေကြောင့်အခြေခံခဲ့တာ ဲ့ချိန်မှာပဲဟာလာပြာသနာကြောင့်ကိုလူဒီပြုတ်ခဲ့တဲ့ကိုလူဒီနဲ့ငါဟာဒီကိုလူဒီခိရဲ့တွဲခွဲအုပ်ချုပ်မှုတွေကြောင့်လေစူးစီးနေထိုင်တဲ့မြန်မာတိုင်းရင်းသားတွေရင်းညွှန်းမှုလေပြုတ်ခွဲခဲ့ရတာကျွန်တော်တွေ့အဲ့ဒီပြုတ်ခွဲမှုရဲ့နောက်မှာဆိုရင်လေလက်နက်ကပြည်ပခါတွေကရင်းနှီးချက်တိုင်းဖြစ်ပေါ်လာပြီးတော့မှဒီကိုလူဒီပေါင်းပါတွေကလည်းဆက်လက်အားပေးထောက်ပံ့နေတာလေရင်းနှီးထိကျွန်တော်တို့တွေ့ရပါတယ်ဒါပြန်ယူရတဲ့ကော်ပြမှုတွေဒူပြေးကော်ပြမှုတွေရန်ကုန်စစ်နယ်ကော်ပြမှုတွေမှာပုံကြီးချက်တိထုတ်ထုတ်ဆောင်ပြီးတော့မှာ ပြိပခါတွေကိုမကြည့်ထအောင်လည်းဆောင်းရတာတော့ကျွန်တော်တို့သိပါတယ်။ခုနကပြောတဲ့ပြိပခါတွေကြောင့်ဖြစ်ပေါ်လာတဲ့နိုင်ငံမတည်ငြိမ်မှုတွေကိုလည်းဟဲ့လားအဲ့တော့ဒီဇယ်အစိုးရတွေပေါ့ဗျာဒီဇယ်အစိုးရတွေညီညာရောက်နေအမျိုးဆုံးဟဲ့ကျူးစားခွင့်ကိုလည်းအမျိုးမျိုးတူးတူးလှုပ်ဆုံမှုတွေကြောင့်ရင်းနှီးထက်တိုင်းဒီကမမီးကမငြင်းသေးတော့လည်းတွေ့ပါဒီမကြီးမီးမကြီးသေးတဲ့ကြောင့်လေပုံပုံမှုတွေလည်းတော်တော့ကြာခဲ့တာတည်းပြေတထာရီကိုကျွန်တော်တို့ကမကြော်ရနိုင်မှုလားလို့လေကြော်ရနိုင်တယ်နေတဲ့နေကျွန်တော်ရှိပါတယ် မရှိတယ်မဟုတ်ပါဘူးရှိပါတယ်တစ်ချက်တော့မြန်မာတိုင်းကမြန်မာတိုင်းကခုနိုင်ငံကချစ်တဲ့စိတ်မွေးဖို့လို့လို့ပါခုပြည်သူချစ်တဲ့စိတ်မွေးဖို့လို့လို့ပြောရင်မြန်မာတွေမြန်မာစိတ်မွေးဖို့လို့လို့ပါအဲ့ဒါဆိုရင်ဂျင်းညွတ်တဲ့အင်အားတွေထိဆောက်နိုင်မှာလို့ကျွန်တော်ကြိုးကြည့်ပါတယ်ကျွန်တော်စိတ်ဆုဂျင်းညွတ်မှုမရှိတဲ့ဘက်ကလည်းဘယ်လိုစီးပွားလို့လို့ဘယ်လိုနိုင်ငံရေးစနစ်ပဲလို့လို့နော်ဘယ်လိုလူမျိုးစနစ်ပဲလို့လို့ဒါတာဝါပြောတဲ့အနေထားကိုဖန်တီးပေးနိုင်မှာမဟုတ်ဘူးလို့ဒါကျွန်တော်ပြောချင်ပါတယ် ဆိုတော့ပြောတယ်ပထဝီနေထားရပေါ့ကျွန်တော်ကြည့်တဲ့အခါမှာမြန်မာနိုင်ငံရဲ့နေထားစုံချက်တစ်ခုဖြစ်လာတွေ့တယ်ဆိုတော့ပြောတယ်အနောက်ဘက်မှာဆိုရင်အိန္ဒိယလိုပြောမှာတောင်အာရှနိုင်ငံတွေကျွန်တော်ပါပါတယ်။ဒါခုနကပြောတဲ့အရှိတောင်အာရှနိုင်ငံတွေပါတယ်။နောက်ကျွန်တော်တို့အရှိမြောက်ဘက်မှာဒီပြည်နိုင်ငံရှိပါတယ်။ဒီဒီဒေတာမှာကျွန်တော်ရဲ့နိုင်ငံကဒီစုံချက်တစ်ခုဖြစ်နေတာတွေ့တယ်။ခုနကပြောတဲ့လူကြီးကြည့်ရင်လေ၄ဘီလီယံနေပါလောက်။အဲသူတို့ရဲ့ သူတို့ကအားလုံးကတော့အသက်ရှင်တန်နေထိုင်ဖို့တဲ့အစားအသောက်လိရေးဆိုတာဘယ်လိုပဲဖြစ်ရင်ရင်ဆိုင်နေကြတဲ့ပုဂ္ဂိုလ်နိုင်ငံတွေဖြစ်ပါတယ်ဒါတော့ပထဝီဒေသရဲ့ကြီးလိုက်ရင်ပဲမြန်မာနိုင်ငံကနေပြီးတော့အဲ့ဒီနိုင်ငံတွေအတွက်စံနယ်ရိက္ခာဖူပေါ်ဆောင်ရွက်ပေးနိုင်မယ်နောက်တစ်ခါကိုယ်စီစီမှုတွေဆောင်ရွက်ပေးနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံလူပြည့်ဘယ်လိုမှဒီကျိုးရှိလာမှာဆိုတော့လေကျွန်တော်တို့တွေ့ပါတယ်ကိုယ်စီစီမှုများလာလို့ရှိရင်တော့အတော်လာများရင်တော့ခီးသားလူငန်းတွေပါ ဒါကျွန်တော်တို့ပို့ပြီးတော့ပို့များလာမယ်သဘောပေါ်ရှိပါတယ်အဲ့တော့ကျွန်တော်တို့ကတော့အဲကျွန်တော်တို့ကုန်သွယ်ကြီးပွားရေးရဖြစ်တင်ဖို့ကတော့မလဲမတည်လောက်ဖို့အတူပါမစီးပွားရေးမြင့်တင်ဖို့လုပ်ဖို့လိုတဲ့ဆိုရနေမှာလဲကျွန်တော်နိုင်ငံလည်းအလုပ်လုပ်ဖို့တော့လိုတာပေါ့တော့လိုလို့ဖို့တော့ကျွန်တော်တို့ကျွန်တော်တွေ့ကြလောက်ပေါ့နော်ကျွန်တော်တို့မနမြန်မာနိုင်ငံ GDP ဟာဟုတ်ကဲ့ဒီလ60နဲ့80ချားလောက်ပါကျွန်တော်ရှိပါဒါမဲ့နှစ်ပေါ့2026 25 26မှာလည်းဆက်ချောင်းမှန်တဲ့နှစ်မှာတော့ ်87ဘီလီယံလောက်ဒီမျှော်မှန်းပြီးကျွန်တော်လုပ်နေပါဒါပေမဲ့အိန္ဒိယနိုင်ငံနဲ့ကြည့်လိုက်လို့ရှိရင်ထိုင်းနိုင်ငံဘီလီယံ900ကျော်ကျ GDP ရှိပါဘင်္ဂလားဒေ့ရှ်နိုင်ငံဘီလီယံ400ကျော် GDP ရှိပါတယ်အဲ GDP ဆိုတော့လေယာဂန္ဓာကြီးစက်မှုဂန္ဓာကြီးဟောဝန်ဆောင်မှုဂန္ဓာကြီးပုံမှာ GDP ကတ်တာဆိုတော့ဒီနိုင်ငံတွေမှာစက်မှုလုပ်ငန်းလို့ဝန်ဆောင်မှုရှိလို့ GDP တွတ်တယ်ပူကျွန်တော်တွေတာတယ်လို့ပြောဆိုရတယ်ပြောရင်ငင်းပွားစရာရှိပါတယ်ငင်းစရာရှိဘူးတော့လည်းလေယာဂန္ဓာကြီးတစ်ခုတည်းနဲ့တန်းရှင်ကြည့်လို့ရှိရင်ကျွန်တော်တို့တွေအများကြီးအားတန်းတယ်လို့ကျွန်တော်တို့တွေ့ ကျွန်တော်တို့ရဲ့တကယ်စိန်ခေါ်မှုပါစိန်ခေါ်မှုတခုကျွန်တော်တို့ကဒီမျိုးပလာအပြင်တရားစိုက်ပျိုးရေးနဲ့ဘူးမီလုံကလိုချင်တဲ့နိုင်ငံဖြစ်ပါတယ်အဲ့တော့လေယကန္နာနဲ့စိုက်ပျိုးမှုလုပ်ငန်းတွေကိုကျွန်တော်တို့အားခိုက်ကောင်းဆိုင်အလုပ်ဖို့လုပ်တာ။ဘုရားအဖြစ်ပေါ့။မြန်မာနိုင်ငံမှာကျွန်တော်ဒီတိတိတည်းကကျွန်တော်ဆရာစိုက်ပျိုးဝန်ကြီးဌာနကိုကိန်းကနေတစ်ခုတောင်းကြည့်ပါ။မြန်မာနိုင်ငံမှာဆရာစိုက်ပျိုးဘယ်လိုရှိလဲ။15တန်းရှိတယ်လို့ပြောတယ်။အာဧက15တန်းစိုက်ပါ။အဲ့မှာ73တန်းကလူစားပါစိုက် မဲ့အဲ့မိုးစောပေါ့တတိဆိုင်ပြတဲ့အချိန်မှာဂျန်နေတိနေနေဆိုင်ဖို့ဟာဂျန်နေတိနေနေပါငါတိဆိုင်ဖို့ဆိုတော့အားလုံးကျွန်တော်မဆိုင်ကြဘူးဒီစပါးလေး၃တန်းလောက်ပဲကျွန်တော်ရှိဆိုတော့ကျွန်တော်တို့ကဒါတွေကိုဟုတ်လားတကယ်လို့ဒါပြည်သက်ဆောင်အားတွေအပြည့်ဆိုင်မယ်ဆိုရင်ထုတ်ဖို့က24ပါးလောက်တက်လာမယ်ဆိုရင်ကျွန်တော်တို့တော့ပြေးပါဒါဥပမာလေးနဲ့ကျွန်တော်ပြောတော့ဥပမာလေးနဲ့ပြောတော့ဒီလိုပဲကျွန်တော်ဝါဆယ်ပြူပါဒါသာဝါဆယ်ပြူပါလူကြီးမင်းကဥတက်လာတဲ့ဒီအားလုံးအင်ဂျင်ကိုကြပါ ဖက်နဲ့စီးကြဖက်နဲ့စီးကြဖက်နဲ့ဆိုတော့တည်ရည်နဲ့ဘာပါနဲ့ကိုချိခံပြီးလှုပ်တာတွေများပါတယ်အများစုပါအခုဆိုလို့ရှိရင်လည်းနော်ချိဝဝါဝချိခံပြီးဝကြတာများပါမြန်မာနိုင်ငံမှာဒါတွေအကုန်ဖြစ်ပါတယ်အဲ့တော့ဒါတွေကိုကျွန်တော်တို့ချိခံပြီးတော့ဒီစက်မှုလုံကနေတွားမယ်ဆိုလို့ရှိရင်ဟုတ်လားခေါ်ပြောတဲ့လူကြီးတမောင်တိအောင်ပြောတော့ရှိတယ်နိုင်ငံထဲမှာဒီကိစ္စကဘယ်လောက်ပါလဲခလက်စီးတယ်ထားအောင်ပါ ်တစ်ဖီလန်ခွဲနှစ်ဖီလန်၄ဘားလောက်ကဖနှက်တူပါတယ်တို့နိုင်ငံတွေအဲတက်ကတက်ဆက်နိုင်ငံတွေကဒီဒီတို့ရတဲ့တရားသာသာတရားပစ္စည်းတို့ရှိမှလုံးလုံးမရှိမရှိကျွန်တော်တို့ကကျွန်တော်တို့ဓာတ်တွေကိုကျွန်တော်တို့ကနော်တင်ပို့ရောင်းချမယ်ဆိုလို့ရှိရင်ထုတ်လို့ရောင်းချမယ်ဆိုရင်ကျွန်တော်တို့အများကြီးဒီတစ်ခုတည်းတယ်နော်တချို့လည်းဆရာကျန်ကပြောလို့တွေးပါဘူးကတကယ်တော့စီးပွားရေးဆိုတာလေဆရာကျန်ကလုပ်ရတာဟာအများကြီးရှိပါအများကြီးရှိအဲ့တော့ဟိုအမြင့်နေလျှောက်စင်းစားလို့ရှိရင်ဟာမဖြစ်နိုင်တာဆိုဘယ်လို့မှအဆမ်းမပြေပါဘူး အဆန်းအဆန်းချိန်အလဲလက်တယ်ဆိုတဲ့အတိုင်းမှာဒီမှာဒုက္ခရောက်ကြပါဒါကြောင့်ကျွန်တော်တို့ကအခြေခံလေးစဉ်းစားပြီးလုပ်မစင်ဖြစ်ပါဒီလိုပဲခုနပြောတဲ့ဝါပါဝါဆိုရင်လည်းကျွန်တော်ဧက9သိန်း6သိန်းကျော်တော့ဖြစ်ကျွန်တော်ဧကဆက်ခဲ့ဘူးပြည်သူတို့လည်းအကြောင်းမျိုးပေါ်ကြောင့်ဝါဆက်ပြုံးမှု3သိန်းကျော်တော့ဖြစ်ကျဆင်းသွားပြီးတော့မှကျွန်တော်တာဝန်ကြီးတဲ့ချိန်မှာဒါကိုတွေ့လို့ကျွန်တော်ဒါကိုအပိစာမှုလုပ်ခဲ့ပါအခုဆိုရင်ဧက9သိန်းလောက်ကျွန်တော်ဆက်ပါတကယ်တော့ကျွန်တော်တိုက်ပြေဝါထုတ်လို့မှာမြန်မာနိုင်ငံလူကြီးတွေထဲကျွန်တော်တို့ပို့ပါတယ် ့ပို့ပါ။ဒါကဒါကခုနပြောတဲ့ပြပနိုင်ငံတွေဖြစ်တဲ့အိန္ဒိယချင်းတိုင်းပြည်တွေတည်းဝါဟောင်းခြေခန်းနဲ့ခြေတယ်လုပ်ငန်းတွေတင်ဖို့ရောက်ချမှာဆိုပြီးချင်းကျွန်တော်တို့အကြည့်ရအောင်အများကြီးခွန်းလန်းနေရှိတယ်ဆိုတာပြပါလိမ့်မယ်။ဝါဟောင်းခြေခန်းနဲ့အထက်လေးလုပ်ငန်းတွေဝါးနေဝါဖန်ဝါ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 ခွန်းဝါကောင်နေပြီးတော့ကျွန်တော်တို့ကနော်ချီချီရနေပြီးတော့ပိတ်ပိတ်ကနေပြီးအထည်ပေါ့နော်။နော် CNB လုပ်ငန်းတွေကျွန်တော်တို့သွားမှာဆိုရင်ဘာမှစီဘူးတခြား wave space တွေဒီနှစ်ခုပါတယ်ကျွန်တော်တို့ အများကြီးအခွင့်အရေးရှိတယ်စီးပွားရေးတခုတည်းရပထဝီနေထိုင်ရကျွန်တော်ကအခွင့်အရေးရှိနေဆိုတာလေးကကျွန်တော်ကောက်ထုတ်ပြီးတော့ကျွန်တော်ပြောလို့ပါအဲ့တော့ဒီမှာလည်းကျွန်တော်တို့ဒီစီးပွားရေးနံပါတ်တီပြောလို့ချိန်မှာလည်းကျွန်တော်တို့ပုံလည်း sanction လုပ်တဲ့အတွက်ကြောင့်လည်းခက်ခဲတော့ရှိတော့ဆန်ရှင်လို့တော့ဒီနေ့ကတော့ကျွန်တော်ကျွန်တော်ကျွန်တော်အင်တာဗျူးတစ်ခုမေးတဲ့အချိန်မှာကျွန်တော်ဆန်ရှင်ကိစ္စကျွန်တော်ပြောပြပါဆန်ရှင်လို့လို့ရှိရင်ကတော့ဒီဒုတော်တော့အိမ့်ပိတ်တစ်ခုတော့ရှိပါလိမ့်မယ်ဒုတော်လည်းပဲတစ်ရှိနေအဲဒီတိုက်ခေါ်တဲ့နိုင်ငံတွေက ဒါနာဒီသူတို့ရဲ့ခက်ခဲကြော်လာဖို့တဲ့အုပ်စုတွေဖွဲ့လို့လာတယ်ဒီပြန်ဖက်တွေဖြစ်လာတယ်ပြန်ဖက်တွေဖြစ်လာတယ်ပူဆူမှာဖြစ်တယ်ဒါစီဝိုင်းပေးဆိုပြီးတော့မှကျွန်တော်တို့ဘုံမှာဖိအားပေးတာမျိုးရတာဒါဘလို့မှမအောင်မြင်နိုင်ဘူးဘုကလည်းကျွန်တော်တို့ဘုံမှာဆက်ရှင်လုပ်ထားတာကျွန်တော်တို့အဲ့ဒါကိုကနေကိုကနေမကြော်ထားနေကြတာကိုကကြော်တော့ဖြည့်ရှင်းလို့ရတယ်အခက်အခဲပဲရှိတာပါမှာလူတော်တွေပဲဖြည့်ရှင်းလို့ရဒါကြောင့်ကျွန်တော်တို့ကတော့ဒီဟာတွေကြော်လွှားနိုင်ဖို့ဆိုရင်တော့တစ်ဖက်ကလည်းအဲ့ဒါတစ်ဖက်ကကိုလည်းကြိုးစားအထောက်မှုဒါတို့ရတယ်တစ်ဖက်ကလည်း နိုင်ငံရေးနည်းလမ်းတွေတစ်ခါကလည်းဒါတွေဖြည့်ရှင်းကြမှာလည်းဖြစ်ပါတယ်အဲ့ပါလဲဟိုကပြောတယ်စီးပွားလုပ်ငန်းလုပ်နေဘူးဆိုရင်လည်းဒုသားအရင်းမြစ်တွေနော်ရင်းနှီးမြှုပ်နှံမှုတွေဒီလက်ချက်လို့ပေါ့ဒုသားရင်းမြန်မာနိုင်ငံရဲ့ဒုသားရင်းမြစ်ချင်းကြီးကြည့်လူမြန်မာနိုင်ငံလူကြီးတဲ့ရပြီးကြတဲ့အောက်တိုဘာလောက်ခဲ့တဲ့လူကြီးအစီအရဆို90တန်းတန်းရှိပါတယ်90တန်း ။အဲသူကြီးကတော့ခမန်းလူကြီးတွေပူပြီးနဲတော့ကျွန်တော်တို့တွေ့အဲ့ဒီမှာလူကြီး90ကျော်ခိုင်နှုံကြော့ကြော့ကြောက်ကြားဖြစ်ပြီးတော့90ကျော်ခိုင်ကြိုကြော့တော့မြို့သမီးတွေဖြစ်တာတွေ့တယ်။2014ခုနှစ်နဲ့2019ခုနှစ်မှာထုံပြတဲ့တဲ့လူကြီးနဲ့အိမ်ကျောင်းကတကောင်ဆင်းနေရအောင်အဲ့မှာအချက်တွေကြာပြောနေတော့လူကြီးရဲ့900ကျော်ခိုင်နှုံကအဲ90ကျော်ခိုင်နှုံပေါ့90ကျော်ခိုင်နှုံကအခြေခံတွေ့ရအဖြစ်အားနေတော့ကျွန်တော်တွေ့ပါတယ် I, know I do.